တောင်ကို FF ဆိုလို့ရှိရင် ဖြတ်ပဲဖြတ်သွားခွင့်ရှိပြီးတော့หนีလို့မရတဲ့လမ်းလေးကိုပြပေးမယ်เนาะဘယ်လမ်းလေးလဲသိလားမသိဘူးအခုဒီလမ်းလေးကိုကြွေသွားပြီးဆိုတာ ਨੇ ဒီလမ်းလေးอ่ะဆိုလို့ရှိရင် FF တွေ ਨੇ မသက်ဆိုင်သောလမ်းပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့တောင်ကူတောင်ကူသားတွေအကုန်လုံးသဘောပေါက်တယ်သိကြလားမသိဘူးเนาะဒီလမ်းလေးကနွေရာသီဆိုရင်ပို့ပြီးရောစီတယ်ညနေပိုင်းဆိုရင်တော့อืมတချို့တွေကတော့ပေါ့เนาะ အမ်ချစ်သူလန်ကြားလို့လဲခေါ်ရေပေါ့နော်အမ်တချို့တငယ်ချင်းတွေလည်းလာကြပါတယ်တငယ်ချင်းတွေအဖွဲလိုက်ကြီးတွေဆိုလဲတချို့တွေဆိုမုတ်တွေစားပါတယ်စားနေပေါ့နော်ညရာဒီဆိုရင်အရန်စီကားတဲ့လန်လေးပါ ပြီးလို့ရှိရင်လည်းအမ်ချစ်သူတွေလာကြတဲ့လမ်းလို့လည်းခေါ်တယ်ပေါ့နော်ချစ်သူလမ်းချလေးလို့လည်းခေါ်ပါတယ်အမ်သစ်ပင်ကြီးလေးအရန်လာတယ်ဒီလားသစ်ပင်အကြီးတွေအကြီးတွေကိုကိုပင်ကြီးတွေနဲ့ပေါ့နော်အမ်အဲ့လိုအရေးကောင်းကောင်းလေးရတယ်ပေါ့လမ်းလေးကတော့အရင်လိုမကောင်းတော့ရေတွေကြီးရောလမ်းလေးတွေနည်းနည်းဆူသွားပြီပဲပေါ့နော်သစ်ပင်ကြီးတွေကတော့အခုတည်းကလမြေလှစေပါပဲလို့ ကျမဆိုဒီလန်းလေးကိုအရန်ကြိုက်တာဒီလန်းလေးကိုဖျက်သွားတိုင်းမှာအဲ့တပင်ရေကိုကြီးရတာလေတကယ်ကိုစိတ်ကိုအေးချမ်းစေရေပေါ့နော်ပြီးလို့ရှင်အဲ့ဒီတပင်ရေကြီးတဲ့အောက်မှာအာဓာတ်ပုံတွေလာရရလေအမောပေါ့နော်တကယ်ကိုညီမတောင်ဟူထဲမှာကြိုက်တဲ့ထဲမှာလေဒီလန်းလေးပါပါတယ်ဘေးမှာတော့တောင်ဟူရဲ့အငွေအသက်ကိုမပြောက်ပြတ်စေတဲ့ G2 Mitty Hotel ကြီးလည်းရှိတယ်ပေါ့နော်ဒီ hotel ကြီးကလည်း F နဲ့အာ မဆိုင်ဘောเนาะအမင်္ဂလာတွေပါတယ်ဆောင်းမယ်ဆိုရင်ပြောပါတယ်ခဏခဏထိခိုက်တယ်ဆိုပြီးတော့ FA ကပြောဦးမယ်เนาะစတာเนาะအားလုံးချစ်လို့စတာပါရှင်ဒါတော့တောင်ကုန်းထဲမှာအရန်လာတဲ့လမ်းလေးတစ်ခုပဲဖြစ်ပါတယ်။နာမည်သိတယ်ဆိုရင်မှတ်ခဲ့ပေးပါအောင်နော်။